ဒေါ်လာတရာဘီလီယံလောက်ယင်းနှိမ့်မြုံနှံထားခဲ့ပြီးမြေတစီမျိုးကြီးအဖြစ်နဲ့သာရှိနေရတဲ့စင်ကာပူတပတ်ကန်းကမြို့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဘာမအေတုံလုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမြို့ကတော့မလေးရှားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Forest City မြို့ပဲဖြစ်ပါတယ်အပြင်ပိုင်းရကြီးလိုက်ရင်တော့မိုးမြော်တိုက်ကြီးတွေနဲ့အတော်လေးကိုဖွံ့ဖြိုးတိုးတက်တဲ့မြို့လို့ထင်ကျင်စရာကောင်းနေပါတယ်ဒီမြို့ကိုတည်ဆောက်ဖို့အတွက်လည်းဒေါ်လာတရာဘီလီယံလောက်အထိကိုယင်းနှိမ့်မြုံနှံထားခဲ့ရတာဖြစ်ပါတယ်တရုတ်အင်ချမ်းမြေကျိုးဆောင်ကုမ္ပဏီဖြစ်တဲ့ Country Garden ကအကောင့်တွေပေါ်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ် လက်ရှိမှာတော့ကုမ္ပဏီကလည်းဆက်လက်ရည်တည်နိုင်မှုအတွက်တောင်မှခက်ခက်ခဲခဲနဲ့ရုန်းကန်နေရတာဖြစ်ပြီးမုံမြောက်တိုက်တွေများစွာရှိနေတဲ့ Forest City ကလည်းအခုချိန်ထိလူနေထိုင်မှုမရှိသလောက်ကိုဖြစ်နေကြတာဖြစ်ပြီးတော့တစ်စိမျိုးကြီးတစ်မျိုးဖြစ်ရှိနေစေဖြစ်ပါလိမ့်။ Forest City ကလူပေါင်း9000တိန်အတွက်ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်ညံ့နေတဲ့အင်အားတွေကိုအကောင့်ထဲပေါ်တည်ဆောက်ပေးသွားမယ့် project တစ်ခုဖြစ်ပါလိမ့်။ရေပန်းဥယင်လှပတဲ့ဝင်ကမ္ဘာပန်းချံကမ်းခြေတစ်ခုဒါမဲ့ဒီကမ်းခြေမှာတော့ရေမကူဖို့တားမြစ်ထားပါလိမ့်။မိเจ้าကြီးရဲ့အန်ရည်ကအတော်လေးကိုကြီးမားလုံးလို့ဖြစ်ပါလိမ့်။ နောက်ပြီးဈေးဝယ်ကုန်တိုင်းအကြီးကြီးတစ်ခုတော့မှထည့်သွင်းတည်ဆောက်ထားတာပါ။ PC တလောက်လည်းရှိနေပြီဖြစ်ပေမဲ့နောက်ဆုံးမှာတော့အတုံးမွေတဲ့အရာတွေပဲဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့ဒီမြို့မှာနေထိုင်ကြသူဥယေက9000လောက်သာရှိနေပါတယ်။အဲဒါကြောင့်ပဲမိုးမြော်တိုက်တွေများစွာမှာအခန်းလွတ်တွေအများကြီးကြန့်ရှိနေပါတယ်။အစင်လာအပြင်တရုတ်နိုင်ငံမှာအင်ချမ်မီကကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ရပ်တည်နေပါတယ်။ဒါမဲ့အချိန်ဆိုတာကလည်းအတိုင်းအတာတစ်ခုတော့ရှိပါတယ်။အတိုင်းအတာကျော်လွန်သွားခဲ့ပြီဆိုရင်တော့အရာအလုံးလုံးကုန်ပြီလို့ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်မဲအချိန်လေးကြာလာလေလေတရုတ်နိုင်ငံရဲ့အိမ်ချမ်းမြေလုပ်ငန်းမှာတိစောက်မှုနှုန်းကဝယ်လိုအားထက်အများကြီးပုံများလာပြီးအယောင်းဝယ်ရေးအတော်လေးပါလာတာဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံတဝမ်းလုံးမှာဆောက်လက်စားစီမံကိန်းကြီးနဲ့ဆောက်လုပ်ပြီးစီးတဲ့အချိန်မှာမှန်တာသလောက်အရာမတင်ခဲ့တဲ့အိမ်ယာစီမံကိန်းကြီးတွေအများအပြားရှိနေတာဖြစ်ပါတယ်။တရုတ်ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကတော့ပြည်သူတွေကအိမ်ချမ်းမြေအစ်တတွေကိုအချိန်နဲ့မျှဝယ်ယူနေဦးမယ်လို့ယူဆထားကြစေပါပဲ။နောက်နေ့ဆက်တဲ့ခုနှစ်မှာတော့ China Evergrande Company ကပြဿနာအကြီးကျယ်စတင်ခဲ့ပါတယ်။ ုမ္ပဏီကစီမံချက်တွေကိုအချိန်ရန်ဆွဲနေပြီးအပြိမတက်သေးတာကြောင့်အခန်းဝယ်ထားသူတွေကဒေါသကြီးနဲ့ပဲပြဿနာရှာခဲ့ကြပါတယ်။လုပ်ငန်းနဲ့နှစ်တွင်းမှာတရုတ်ရှောက်လေလုပ်ငန်းရှင်ဒါဇင်နဲ့ချီပြီးတော့ငွေကြေးပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာပါ။ဒီထဲမှာတော့ Country Garden ကတော့သူတို့ရဲ့အခြေအနေကိုတည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့ပါတယ်။လုပ်ငန်းဆယ်စုနှစ်တခုကျော်လောက်ကမလေးရှားအစိုးရနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် Forest City ကိုကောင်းထည့်ဖော်ခဲ့ကြပါတယ်။မြို့မလေးရှားတောင်ပိုင်းမှာတည်ဆောက်ဖို့ရွေးချယ်ခဲ့ကြပါတယ်။ လေရှားတောင်ပိုင်းကဖွံ့ဖြိုးတိုးတက်မှုအားနည်းနေသေးပေမယ့်စင်ကာပူနဲ့တစ်ဖက်ကမ်းစီဖြစ်တာကြောင့်ပြူဟာကြရဲလို့တုံ့တန်ခဲ့ကြတာပါအစပိုင်းမှာတော့ဒီ project ကိုချမ်းသာတဲ့တရုတ်တွေအတွက်ရင်းနှီးမြှုပ်နှံမှုအလုပ်လို့ကောင်းတဲ့နေရာပြည်ယူရခဲ့ပြီးတော့အခန်းကစီနုံကစင်ကာပူထက်အများကြီးတက်တာအောင်ရောင်းချပေးခဲ့ကြပါတယ်ဒါမဲ့2023ပထမနှစ်ဝက်ကိုရောက်မှာတော့ကုမ္ပဏီကဒေါ်လာ9.6ဘီလီယံအရှုံးပေါ်နေပြီဖြစ်ပါတယ်အကြွေးရလဲဒေါ်လာ190ဘီလီယံလောက်ထိတင်ရှိနေပြီးပြန်ဆက်နိုင်မှုမလဲကူတော့ပါဘူးဒီကြားထဲမှာ COVID-19 ကာယောဂါကာလနဲ့ပါကြုံတွေ့ရတော့ ဒလန်ပြန်ထနိုင်မှုကမလဲကူခဲ့ပါဘူး။ကုမ္ပဏီကတော့ Forest City ပေါ်အကောင့်မြင်နေဆဲဖြစ်ပေမဲ့ဝယ်သူတွေရဲ့ယုံကြည်မှုတော့ဆွဲတင်မပေးနိုင်တော့ပါဘူး။လက်ရှိမှာလည်းကြွေးရှင်တွေကကုမ္ပဏီပါဆက်လုပ်မလဲဆိုတာစောင့်ကြည့်လျက်ရှိနေကြပါပြီ။ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ဗီဒီယိုမှာထပ်မံပြီးတော့ဆုံတွေ့ကြရအောင်ပါ။